ုဒ္ဓဝါဒလို့ခေါ်တဲ့အနာဂံပုဂ္ဂိုလ်များသာ ရောက်နိုင်တဲ့ပုံ။ကျမ်းတာပြမာတွေသာ နေတဲ့ပုံ။ pure land ပုံ။အဲဒါမှဆင်ကြတဲ့သုဒ္ဓဝါဒပြမာပုံ၅ပုံသာရှိတယ်။ပုရုဇဉ်တွေမရောက်ဘူး၊သောတာပန်မရောက်ဘူး၊သကရာကမရောက်နိုင်ဘူး။အနာဂံအဆင့်အနည်းဆုံးရှိရတယ်။အနာဂံအဆင့်မှာရောက်တယ်ဆိုတဲ့အဲ့ဒီ pure land ဆိုတဲ့သုဒ္ဓဝါဒပုံရောက်နေတဲ့ပြမာတွေကတော့တကယ်ဗုဒ္ဓဘာသာဆစ်စစ်တည်းချင်း ဖျားတွေကိုမိလိုက်တဲ့ပုံကိုယ်တွေသူတို့မိလိုက်တဲ့ဖျားတွေ ਨੇ ပြန်ဆဟကြည့်မယ်ဆိုလို့ရှိရင်ဒီအလုံးသိကြတဲ့ခန္ဓာတုတ်နော်ခန္ဓာတုတ်တို့အတ္တနာရိယတုတ်တို့မှာပါတဲ့တိုင်းအတ္တနာရိယတုံမှာဆိုရင်ဝိပတ္တိတ္တသနမတုသကုမန္တသတိရိမတောတိခိသပစ္စနမတုသဗ္ဗဗုဒ္ဓ ानु ကမ္မိနောဆိုဝိပတ္တိတိခိဝိတဗုနော်အဲ့ဒီဖရာသုံးစု ။ဟောကကုတန္တာကောနာကမနာကတမခောရမဒီဖရားလေးစုအလုံးခုနှစ်စု။အဲ့ဒီဖရားခုနှစ်စုကိုပဲဒီပင်္ဂရာဖရားတို့မပါဘဲနဲ့နမောတတ္တံတမတမုဋ္ဌာနာဖရားခုနှစ်စုတို့အားရှိခိုးပါတယ်လို့ဒီခန္ဓာတုံနမောတတ္တံတမတမုဋ္ဌာနာဖရားခုနှစ်စုတဲ့ရင်ဘာဖြစ်လို့ပြောတာလဲ။ အတဏ္ဍာရိယတို့မှလည်းဘုရားခုနှစ်ဆူလို့ဘာကြောင့်ပြောရသလဲလို့ဆိုတာဟာအဲ့ဒီဘုရားတွေရဲ့တာဝကတွေကကမ္ဘာလောကကြီးမှာရှိနေသေးတယ်ဒီပင်ကရာဗုဒ္ဓရဲ့တာဝကတွေမရှိတော့ဘူးကွန်တညာတို့မင်္ဂလာတို့ဆိုတဲ့ဒီဘုရားတွေရဲ့တာဝကတွေဟာကမ္ဘာမှာမရှိဘူးမရှိကြတော့ဟုတ်မရှိနိုင်တော့ရှိနိုင်တာဝိပဿနာဆိုဘုရားလက်ထက်က ဖြမာဖြစ်လာတဲ့ဖြမာတွေဒါကြောင့်မို့ဝိပဿီဖရာကစပြီးတော့ဖရာခုနှစ်စုကိုပြောတာဟာကဘာကြီးမှာသူတို့ရဲ့သာသနာတွေထင်ရှားရှိနေတာဖြစ်တဲ့ကြောင့်လူပြည်မှာသာသနာကွယ်သွားတော့လည်းပဲသုဒ္ဓဝါဒပုံမှာဝိပဿီဖရာရဲ့တပည့်ကြီးတွေရှိနေသေးတယ်။တိခိဖရာရဲ့တပည့်ကြီးတွေရှိနေသေးတယ်။ဝိပဿီဖရာရဲ့တပည့်ကြီးတွေရှိနေသေးတယ်။ ထို့တူပဲကကုတန္တာကောဏကမနာကသဗ္ဗရေတပြည့်ကြီးတွေရှင်းနေနေတယ်ခုဂတိကာရတို့သဟပတိတို့ဂတိကာရကတော့သုရဝတာဘုံကပဲသဟပတိကတော့သုရဝတာဘုံကမဟုတ်ဘူးအဲ့လိုမြမလောကထဲမှာလဲဖရာရဲ့တပြည့်ဟောင်းကြီးတွေရှိနေကြသေးတယ်ပေါ့ခုနှစ်စုပဲရှိတာဖြစ်တော့ကြောင့်ခုနှစ်စုကိုဟောတာဖြစ်တယ်ပေါ့